2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုမကြိုက်ဘူးဆိုတော့ဟိုဟွာဒီပေါ့နော်ဒီဆိုရှယ်မီဒီယာကနေအများကြီးဖြစ်နေတဲ့အခါကျတော့အများကြီးဖြစ်နေတဲ့အခါကျတော့တကယ်တမ်းဆိုလို့ရှိရင်ကလင်ဒါကြမဟုတ်ပါဘူးတကယ်တော့လေကလင်ဒါကြမဟုတ်ဘူးကျမတို့က2008ဖွဲ့စည်းပုံထဲမှာရှိနေတယ်2008ဖွဲ့စည်းပုံထဲမှာရှိနေတဲ့ရွေးဟာကျမတို့က9နှစ်တခါရွေးကောက်ပွဲရှိမယ်ရွေးကောက်ခံပိုင်ခွင့်ရှိမယ်ပြီးလို့ရှိရင်ကျမတို့2008ဖွဲ့စည်းပုံကြောင့်မို့လို့နိုင်ငံရေးပါတီတွေတရားဝင်မှတ်ပုံတင်လို့ရတယ် အပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဆိုတာရှိတယ်ရွေးကောက်ပွဲကော်မရှင်ကကြီးမှုကျင့်ပတဲ့အထွေထွေရွေးကောက်ပွဲတွေဆိုတာရှိတယ်ဂျားထဲမှာဂျားပြရွေးကောက်ပွဲတွေဆိုတာရှိတယ်အဲရှိတယ်ပေါ့နော်ဒါဒီ2008ဖွဲ့စည်းပုံရဲ့ကောင်းတဲ့ချက်တွေဖြစ်ပါတယ်ရှင်အဲပြီးလို့ရှိရင်အရင်တော့တက်မတော်ကနေအုပ်ချုပ်ခဲ့တုန်းကဆိုလို့ရှိရင်တက်မတော်ကတရားရဂိုင်နှုံးအဲတရားရဂိုင်နှုံးကျွန်တော်တို့နိုင်ငံအာဏာကိုယူထားတာပေါ့နော်နိုင်ငံကိုတာဝန်ယူထားရာနေပြီးတော့2008ဖွဲ့စည်းပုံကြတော့အစိုးရထဲမှာဒုတိယသမ္မတ3ယောက်မှာတယောက်ပဲပါတော့တယ် ဝန်ကြီးဌာနတွေအများကြီးထဲမှာဝန်ကြီး၃ပါးပဲပါတော့တယ်ပြီးလို့ရှိရင်လွှတ်တော်ထဲမှာဆိုလို့ရှိရင်လည်း25ရာခိုင်နှုန်းပဲပါပြီးတော့မှ85ရာခိုင်နှုန်းဒီဒါပြည်သူကရွေးကောက်တင်မြောက်တဲ့အဲဒီရွေးကောက်ခံကိုယ်စားလှယ်တွေဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့ဒီ2008ဖွဲ့စည်းပုံနဲ့ပဲကျွန်တော်တို့ကတကယ့်ကိုပေါ့နော်ဒီအတိုက်ခံပါတီဆိုပြီးတော့မှတောက်လျှောက်ဟိုရက်တီလာတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုမျိုးပါတီလိုမျိုးတောင်မှအစိုးရတက်လုတ်ခဲ့သေးတာပဲ ဲ့ဒါဘာဖြစ်လို့2008ဖွဲ့စည်းပုံအခုထပ်ထိပြောနေတာလဲပေါ့နော်